ားလုံးပဲမင်္ဂလာပါဒီနေ့တော့ biology ပထမဦးဆုံး lesson video အနေနဲ့ biology ကိုစတင်ပြီးမိတ်ဆက်ပါမယ် life ဆိုတဲ့ဘဝရှင်သန်မှုကိုနားလည်ဖို့အခြေခံ foundation ဖြစ်တဲ့ biology ဟိုလေ့လာတဲ့အခါမှာ what is biology biology ဆိုတာဘာလဲဆိုတာအစပြောကြည့်အောင်အဲ biology ရဲ့စကားလုံးကရှေးခေတ်ဂရိဘာသာစကားဆင်းသက်လာပြီးတော့ biology ဆိုတာ life logic ဆိုတာ study လေ့လာတာဒါကြောင့်တက်ရှိတဲ့အကြောင်းလေ့လာတာ living things လို့အင်္ဂလိပ်လိုတက်ရှိတွေကိုခေါ်ပြီးတော့ biological standard နဲ့ဆိုရင် organism လို့ခေါ်ပါတယ်အဲဒါကြောင့်မလို့ biology ရဲ့ study of living things တက်ရှိတွေအကြောင်းလေ့လာသည် biology ဖြစ်ပါတယ်တက်ရှိတွေလို့ပြောတဲ့အခါမှာတက်မဲ့တွေနဲ့နိုင်ရှင်ပြောဖို့လိုအပ်ပါတယ်အဲ့တော့တက်ရှိတွေဒီတက်မဲ့နဲ့မတူညီတော့ characteristic ဝိသေသလက္ခဏာအဓိက9ချက်ရှိပါတယ် ဥမာဆိုရင်တက်ရှိသည်မျိုးပွားနိုင်တယ်ကြီးထွားနိုင်တယ်ရွေလျားနိုင်တယ်ပတ်ဝန်းကျင်ကိုတုံ့ပြန်နိုင်တယ်သူတို့သည်တက်ရှင်မှုအတွက်လိုအပ်တဲ့ဇီဝကံမဖြစ်စင်နေအစာစားခြင်းတို့တက်ရှူခြင်းတို့စွန့်ရင်ထုတ်ခြင်းတို့လုပ်ငန်းတွေကိုလုပ်ပါတဲ့တက်မဲ့တွေကတော့ဒီလက္ခဏာတွေမရှိပါဘူးအဲ့ဒီ organization ဆိုတဲ့တက်ရှိတွေကိုအခွဲမဲ့ဆိုတဲ့အဓိကအဖြစ်သုံးစုရှိပါတယ် micro ဆိုတဲ့အလွန်သေးငယ်တဲ့မှန်ပြောင်းတဲ့ microscope နဲ့ကြီးမှန်များတဲ့ micro organism တွေရဲ plants ဆိုတဲ့ပင်တွေရဲ animal ဆိုတဲ့တတ္တဝါတွေ ဒီမှာ animals ဒီ biology မှာပြောတဲ့အခါမှာ human ဆိုရယ်လူတွေပါပါတယ်ဆိုတာသိရပါမယ်။အဲ့တော့ဒီတက်ရှိတွေဟာကမ္ဘာမြေကြီးမှာဘယ်လိုနေရာတွေမှာရှိတယ်လဲဆိုရင်နေရာနဲ့မှာရှိပါတယ်။ land ဆိုရယ်ကုန်းမြေတွေမှာရော water ဆိုရယ်ရေထဲမှာရော air ဆိုရယ်လေထဲမှာပါအနှံ့ရှိပါတယ်။ တော့ဘာလို့ကြည့်သည်ဘလို့တက်ရှိတဲ့အကြောင်းလေးလာလဲဆိုရင်လက်ရှိရှင်သန်နေတဲ့တက်ရှိတဲ့အပြင်မရှိတော့တဲ့အချိန်ကရှင်သန်ခဲ့တဲ့မျိုးတုံးပြောက်ွယ်သွားတဲ့ဒိုင်နိုဆော့ကဲ့သို့သောလုံငယ်တော်နှစ်ပေါင်း165တန်လောက်ကမျိုးတုံးသွားတဲ့တက်ရှိတဲ့လေးလာလဲပါပါတယ်သူတို့ကတော့လက်ရှိနေထားမှာသူတို့တက်ရှင်ရက်တည်ဖို့အတွက်သူတို့ပောင်းခြင်းနဲ့လာခြင်းတွေဖြစ်အောင်မနေနိုင်တဲ့အခါမှာရှင်သန်ဖို့အချိန်တွေမပေးတဲ့အခါမှာမျိုးတုံးပြောက်ွယ်သွားပါတယ်နောက်ထပ်ဥမာတော့လုံငယ်တဲ့နှစ်4000လောက်ကမျိုးတုံးသွားတဲ့မွေးရှိမွေးရှိစင်တွေရဲ့ ောက်ပြီးတော့ဒီဒိုးစရက်မပြန်နိုင်တဲ့ငှက်တွေပေါ့နော်18ရာစုတို့ကမျိုးတုံးသွားပါတယ်လူရဲ့အလွန်ကြုံမဲလာခြင်းခံရလို့ပါဒါဆိုရင် why do we study biology biology ကိုဘာကြောင့်လေ့လာရတယ်လဲအဲ biology ကိုဘာကြောင့်လေ့လာရလဲဆိုတော့ကျွန်တော်တို့ biology ကိုလေ့လာခြင်းအပြင်ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းဒီခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းခန္ဓာကိုယ်ရဲ့ဖွဲ့စည်းမှုတွေကဘယ်လိုလုပ်လို့လဲအပင်တွေကဘယ်လိုရှင်သန်တယ်လဲကြီးထွားတယ်လဲ microorganism တွေကဘယ်လိုရှင်သန်ကြီးထွားတယ်လဲ တည်ရပါတယ်အဲ့တော့သူတို့အကြောင်းကိုတည်ခြင်းအဖြစ်ဥမာဆိုရင်ပူမွားလေးတွေအကြောင်းတည်ခြင်းအဖြစ်သူတို့ရဲ့တဘာဝကိုတည်လာတဲ့ခါမှာသူတို့အကြောင်းယောဂမဖြစ်အောင်ကာဝေးလေးတွေထုတ်လုပ်နိုင်မယ်နောက်တစ်ခါသူတို့ယောဂဖြစ်တဲ့ခါမှာသူတို့ကုသနိုင်မယ်ရှင်းတွေထုတ်နိုင်မယ်အဲ့တော့ဘိုင်ယိုလော်ဂျီကဘယ်လိုကြီးပါတယ်လဲဘယ်လိုကြီးတယ်လဲဘိုင်ယိုလော်ဂျီကိုတည်ခြင်းအဖြစ်လူနေမှုဘဝအစဉ်တန်းနေမြင်လာနိုင်ပါတယ် standard of living မြင်လာနိုင်တဲ့နောက်တစ်ခုကစိုက်ပျိုးရေးမွေးမြူတွေမှာလဲဘိုင်ယိုလော်ဂျီကြောင့်ဤပညာအသစ်တွေ တိုးတက်ဖွံ့ဖြိုးလာပြီးတော့အဲလူသားတွေအတွက်အသုံးချတဲ့နေရာမှာအများကြီးအကျိုးရှိပါတယ်အဲ့တော့ကမ္ဘာလူကြီးဟာတနေ့တစ်နေ့ population အရန်တိုးလာတဲ့အတွက်စာနာရိက္ခာတွေလိုလာမယ်အဲ့ဒီအတွက်စားတောက်တွေပိုထုတ်နိုင်ဖို့အတွက် biological နည်းပညာတွေကိုအသုံးချလာပါတယ်ဒါပြင်အစာအစာမျိုးစုံထုတ်တဲ့နေရာမှာ biology နည်းပညာသုံးလာပါတယ်အဲ့တော့လူသားတွေကလာတိုးလာတာအစာတောက်တွေက ဒီ cyber area တွေအနေလာတဲ့ခါမှာ biological နည်းပညာနဲ့ပို့တောင်းထုတ်နိုင်ပါတယ်နောက်တစ်ခုကတော့ disease control ဆိုရောဂါတွေထိန်းချုပ်တဲ့နေရာမှာ biology နည်းပညာအသုံးချလာပါတယ်ယောဂပုံမှားတွေတဘာဝကို research တွေသုတေသနတွေလုပ်ပြီးတော့လေ့လာခြင်းအပြင်သူတို့ရဲ့တဘာဝကိုသိတဲ့ခါမှာသူတို့ကြောင့်မဖြစ်အောင် vaccine ဆိုတဲ့ကာဝေးလေးတွေထုတ်နိုင်တဲ့ဥပမာ covid-19 လိုယောဂမျိုးတွေပါပြောဖြစ်လာရင်လေဒီပိုးတွေကိုနိုင်နေစေတွေထုတ်ပြီးတော့ကုသပေးနိုင်ပါတယ်နောက်တစ်ခုကတော့ အစားအသောက်တွေထွက်နှုန်းတွေအတိနံအထွက်နှုန်းတွေပိုတိုးဖို့အတွက်မျိုးပိစားတွေပြုပြင်ပြီးတော့ဘောင်လော်ဂျီနည်းပညာသုံးပြီးတော့ပြုပြင်ပြီးတော့ပို့ပြီးတော့ထုတ်လုပ်နိုင်ပါတယ်အဲ့နေရာပဲလူသားတွေအတွက်အများကြီးအသုံးကျတဲ့အတွက်ဘောင်လော်ဂျီလေ့လာခြင်းဟာအလုံးကိုအရေးကြီးပါတယ်